င်္ဂလာပါညီမမင်္ဂလာပါကဲအဲ့တော့ဖြိုးမိကစာဖတ်တာလည်းများရဲ့သူဆိုတော့အတွေ့ခေါ်လေးလည်းနည်းနည်းပို့ပြီးတော့စုံနေပေါ့နော်ဒီခါအမျိုးသမီးတွေကြီးနေကြပြိတ္တတွေပေါ့အမျိုးသမီးဟောပါဘူးကိုရီစီမှာအမျိုးသားပြိတ္တတွေလည်းအများကြီးရှိရဲ့ခါကြတော့ဘယ်လိုကြောင်းရလဲမအားဆွေးနွေးပြီးတော့တင်ဆက်ကြဟုတ် တော့မိတို့အဲ့လိုစကားပြောပြကြပြီဆိုလို့ရှင်များတော့အဖြစ်ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့တို့ကိုယ့်ရဲ့ daily life မှာ enjoy ဖြစ်ဖို့တို့ mindfulness ဖြစ်ဖို့အဲ့လိုမျိုးလေးပြောကြတာများတယ်ဆိုတော့အခုကလေးမိတို့အသက်အရွယ်တခုရောက်လာပြီဆိုတော့အာဒီနေ့မှာမိတို့ကစဉ်းစားထားတဲ့ခေါင်းစဉ်လေးတခုရှိတယ်အဲ့ဒါက financial management ကိုဘယ်လိုလုပ်ကြလဲပေါ့နော်ဆိုတော့ငွေရေးကြေးရေးကိုတရားချင်းစီကဘလူးစီမံခန့်ခွဲပြီးတုံးနေကြတယ်ဟုတ်တယ်အဲ့အရေးကြီးရဲ့ဟုတ် နော်အဘလို့တုံးနေကြလဲမက်ဆင်တော့မက်ဆင်အော်ဆက်နေပြီဘလို့တုံးနေကြမှာဘလို့တုံးနေကြအဲဖြေရတော့မယ်မိုင်းစကင်ကဘူးစကင်ကဘူးက90ရာခိုင်နော်ဘင်္ဂလီးရာအဝေစား90ရာခိုင်နော် ဒီတက်ရွယ်မှာဒီလိုမျိုးဟိုအချိန်မှာဆိုရင်ပို့ပြီးတော့ခြွေတာနေရတယ်ဟုတ်တယ်ဟိုခြွေခြွေတတာနဲ့ကိုပြန်ပြီးတော့ဟိုကိုရဲ့ငွေကြေးနဲ့ဝင်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 ပိုင်းပြန်ကြည့်နေတဲ့အချိန်ဖြစ်လာပြီပေါ့နော်တာဝန်ယူရတယ်လည်းများလာတဲ့အချိန်မှာဝင်ငွေဘယ်လောက်လဲဆိုတာကိုပြန်ကြည့်နေရတယ်ဟိုကိုရဲ့ပတ်စံကြတော့လူတိုင်းကငွေရှာတယ်ဆိုတာရှာတာတော့ ရှာဟိုနီလန်းမျိုးစုံလည်းတော့ရှာလို့ရတယ်ကွာဒါပေမဲ့အဲ့ဒီဟာကိုထိမ့်သိမ့်ဖို့ကပိုခက်တယ်လို့ပဲဟုတ်တယ်နော်အဲ့ဒါကိုစနစ်တကျအသုံးဖို့ဆွဲဖို့ထိမ့်သိမ့်ဖို့ကပိုခက်တယ်တကယ်တကယ်တော့ဇင်းဆိုလဲဇင်းရှာတယ်ရှာတဲ့အခါကျရင်လည်းရတဲ့ပတ်စံကိုထိမ့်သိမ့်ဖို့ကြတော့ကိုကအဲ့ဒါကြောင့်ကို့အမေစီကပြန်တင်နေရသလိုဖြစ်နေတယ်ဟုတ်တယ်အဲ့ထိမ့်သိမ့်ရမယ်စနစ်တကျအသုံးဟာဆွဲရမယ်နီလန်းကကြတော့ ဟိုလူကြီးမိဘတွေကနေပြီးတော့ပြန်ပြီးတော့သင်ယူရတာပေါ့နော်အဲ့ဒါပို့ပြီးတော့ပညာသားပါတယ်ပါတယ်ကြားတယ်သိရတယ်ပေါ့နော်အဲ့တော့ဟိုအတုံးထက်ကိုအဖြုံးဖက်မဖြစ်အောင်တော့တေချာဆင်ကျင်ပြီးတော့သုံးနေရတာပေါ့နော်ဒါပေမဲ့တစ်ခါကျရင်ဆိုအင်ချီပါအရန်ဝယ်ချင်တာအဲ့လိုအင်ဟိုအစားသစ်ဝယ်ရတာဗျာအရန်ကြိုက်တာဟုတ်တယ်တူတူဝယ်အရန်ကြိုက်တာအဲ့ဒါလေးစိတ်သစ်လူသစ်ဖြစ်သွားလို့ခံစားရတယ်ကွာဟုတ်တယ်ရှင်းတတ်သွားတာကွာလက်ဆောင်ရတယ်လို့ပဲလေဟုတ်တယ်ဟိုဟာဗာလဲ delivery လာပို့လို့ရှိရင်ကိုကပတ်စံပေးပြီးမှာထားပြီးမှရမ်းပြောတာအဲ့ဒါမေ့ပါဗျာပတ်စံပေးထားရတာမေ့ပါ တယ်ဒါပေမဲ့အခုအချိန်ကျတော့တေချာကိုဟိုစဉ်းစားပြီးတော့မှဝယ်ပြစ်တော်တယ်ဟုတ်တယ်ဒီအိမ်ကြီးဟုတ်တယ်တကယ်လိုအပ်တာလားတကယ်ဝတ်ဖြစ်တာလားရိုက်ကူးရေးအတွက်ဝတ်ရမှာလားအဲ့လိုမျိုးလေးပေါ့နော်ပြန်ပြီးတော့ဟိုပြန်စဉ်းစားချင်းချင်ရမယ်ဘာလို့ဆိုတော့အသက်အရွယ်တခုလည်းရောက်လာပြီဆိုတော့တုံးကျင်တိုင်းတုံးလို့မရဘူးပေါ့နော်အဲ့တော့အဖြုံးဘက်မရအောင်တော့တေချာတော့ဆင်ကျင်ပြီးတော့တုံးဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဆုလက်ကဟုတ်တယ်ဆုလက်ကဒါ marriage life လည်းဖြတ်တန်းနေတယ်ဟုတ်တယ်နော်အဲ့တော့ဆုလက်ဟိုဆုလက်ဆိုလို့ရှင်လေမြို့မိပြောသလိုကိုကအင်ရှင်မတူလည်းဖြစ်သွားတဲ့အခါကျတော့တောင်းယူရတဲ့အပိုင်းမှာက ကိုရီးယားဟိုအင်နာအိုစီနှစ်ယောက်နေနေပေါ့နှစ်ယောက်ဒါနှစ်ယောက်တူတူတနိုင်မင်းမင်းနဲ့နှစ်ယောက်စလုံးစီဝါရှာတယ်ပြီးတော့လို့ရှိရင်ကိုရီးတာဝန်ယူရမယ့်နှစ်ဖက်မိဘရှိတယ်မိဘတွေကတာဝန်ယူခိုင်းတာမဟုတ်ကိုရီးကတာဝန်ယူစင်စင်ရှိတဲ့အခါကျတော့ဟိုကိုမိဘကိုသူတို့ကျမ်းမာနေတော့ကျွေးခြင်းနဲ့မွေးခြင်းနဲ့ပျော်ရွှင်အောင်ထားခြင်းတဲ့အခါကျတော့အလုပ်စူးစမ်းရတယ်နံပါတ်တစ်ချက်ဆိုလည်းရေပေါ့နော် လက်ရှိအဲကားရန်အခြေအနေလေးပြောပြပေးခြင်းတယ်ရှင်ပြီးတော့ဟိုးရင်တော့ဆိုဆိုတော့ကပတ်စံတော့ရမှာတအားနှမျောတယ်ကိုကိုရင်ခမ်းကလည်းအခုထက်စာရင်နည်းနည်းနည်းတယ်နည်းတဲ့ခါကျတော့အဲ့နည်းတဲ့ဟာလေးကိုပဲတခုဆိုသုံးတဲ့ခါမှာအဲ့ဟာလေး manifest နဲ့ဆိုင်လာမဆိုင်လာတာမပြောတော့တခုသုံးလို့ရှိရင်သုံးလိုက်ပြီးနှမျောသွားတာငါသုံးလိုက်ပြီငါပတ်စံလေးယော့သွားပြီပေါ့နော်ဆိုတော့လက်ပြနောက်ပိုင်းကျတော့ဘာကိုပြန်တွေးလာလဲဆိုတော့အဲ့လိုစာရီဘာရေးတဲ့ခါမှာကိုသုံးဆရာရှိတဲ့ကိစ္စမျိုးမှာတကယ်အကျိုးရှိတဲ့အရာမျိုးမှာအေးရဲ့ယော့သုံးလိုက်ဒီအတွက်လည်းနောက်တာမရနိုင်ကိုကို လည်းနှမျောတွန့်တုံမှုမရှိနဲ့ပေါ့နော်အဲ့ဒီစာလေးရတဲ့အခါမှာဆိုလည်းနည်းနည်းခံယူချက်လေးပြောင်းလိုက်တယ်ပြောင်းပြီးတော့ဟိုတကယ်တမ်းလေးငိုရဲရလဲဆိုလည်းနည်းနည်းအဲ့လိုအဲတအားလလုစပဲတုံးနေတယ်မှာတော့မပါဘူးကိုရဲ့နောက်ခံ background ကိုကိုကြည့်ပြင်လာတဲ့အတိုင်းဝိုင်းအရာရောကိုကပတ်စံကိုတက်နိုင်တဲ့လောက်စစ်စစ်ပြီးတုံးရတဲ့အနေထားငယ်ငယ်လေးကတော့အချင်းဖြစ်နေတာပေါ့နော်ဒါပေမဲ့ အရွယ်တခုရောက်တဲ့အချိန်မှာမိတ်ကလေးဖြစ်တဲ့အတွက်အလှပတွေတွေ့တုံးချင်းနေတခါကျပျော်ရွှင်မှုတွေ့တုံးနေတဲ့အခါမှာကိုယ့်ရဲ့အလုံးကလည်းအလှပနဲ့ဆက်ဆက်နေတာဆိုတော့တုံးဖြစ်တဲ့အခါမှာနော်အဲ့တော့အဲ့လိုမျိုးတုံးဖြစ်တဲ့တုံးတော့ပတ်စံလိုအပ်လာတာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒါပေမဲ့တစ်ချိန်တုန်းကကျတော့တုံးတော့တုံးလိုက်တယ်မတုံးတာမဟုတ်တုံးမှရင်ကိုယ်ကနှမျောနေရအဲ့ခါကျတော့ ကိုယ့်စီမှာငွေစည်းစင်းမှုကတိတ်မကောင်းလို့ခံစားရတယ်ခုနောက်ပိုင်းတော့သုံးစရာရှိတာတော့အရင်လိုပဲစနစ်တကျသုံးတယ်လူစရာရှိတာလည်းလှူတယ်ကိုယ့်အတွက်လည်းအဲဒါကစုစရာရှိတယ်စုစရာရှိတာလည်းစုတယ်အဲ့လိုမျိုးစနစ်တကျသုံးတဲ့ခါသုံးတဲ့အခါတိုင်းမှာလည်းအရက်ရောသုံးလိုက်တယ်အဲအဲ့ဒီခါကျတော့ငွေစည်းစင်းမှုအရင်ထက်ဆိုင်ပိုကောင်းလာတယ်လို့ခံစားရတယ်အစုဖြစ်လာလို့မေးရင်တော့အခုအနေထားရဆိုရင်အဲ့လိုပြီးတော့မစုပြစ်ပေမဲ့ဒါပေမဲ့ကိုယ့်စီမှာလည်းငွေလည်းပတ်မှုတွေကအဆင်ပြေနေရလို့ခံစားရတယ်ဖြစ်သွားပြီဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးအဲ့ဒါကလေဟို ဟို manifest လို့မျိုးဒါမိမိတို့ကငွေကိုများများတုံးတဲ့အခါမှာအဟို flow လက်ပတ်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခါပါလဲဆိုတော့လူတွေကအဲ့လိုမျိုးတုံးလိုက်တဲ့အခါကြလို့ရှိရင်တင်ငွေတုံးဆွဲရတဲ့အရာဗျမ်းမလာတုံးတာတော့မဟုတ်ဘူးဒါပေမဲ့လုံလုံလောက်လောက်ကို့အတွက်ဆိုတဲ့ဟာမျိုးတုံးဆွဲလိုက်တဲ့သူကနောက်တစ်ခါသူဒါမျိုးတုံးချင်တယ်လေဒီအရာတစ်ခုကိုတုံးဆွဲပြီးကောင်းတဲ့အရာတစ်ခုကိုတုံးဆွဲပြီးရနောက်မှာမိမိတို့အဲ့ အဲ့ဒါနည်းနည်း level နဲ့မတုံးချင်တော့လူရဲ့စိတ်ကအဲ့လိုဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒါဘာဖြစ်လာလဲဆိုတော့ကိုယ့်ကိုတွန်းအားတစ်ခုဖြစ်စေတာဆိုတော့ငါဒါကိုတုံးချင်တယ်ငါပစ္စည်းကောင်းလေးကြိုက်တယ်တုံးလဲတုံးကြည့်ပြီးပြီးသွားပြီဖြစ်တဲ့အတွက်ဒီ quality ကိုလည်းကိုယ်ကသိတဲ့အခါကျတော့ဒီအရာကိုရဖို့အတွက်မမေရောမသိစိတ်ထဲမှာ ဦးစူးစားရမယ်ဟုတ်တယ်အဲ့စိတ်ကဝင်နေပေါ့နော်ဆိုတော့ဒီထက်ပိုပြီးတော့ငါအောက်ကိုဆင်းလို့မရတော့ဘူးဒီ level တခုမှငါထိန်းထားရမယ်ဆိုရဲစိတ်ကမတိမသားအလုံးဆိုလို့ရှင်လည်းငါပိုစူးစားရမယ်အခွင့်အရေးတွေကိုယ့်စီကိုရလာလို့ရှင်လည်းဟိုရအောင်ပေါ့နော်အမိအရ keep လုပ်ပြီးတော့ဟိုပိုလောက်ရမယ်ဆိုတော့ဟိုကို ဟိုပြင်းတဲ့စိတ်တွေနည်းနည်းဟိုဟာအချိန်ဆွဲချင်နာတဲ့ကိုနောက်မှလောက်ပါမယ်ဆိုရဲဟာရအကုန်လုံးကိုအဲ့အရာတွန်းအားတစ်ခုဖြစ်စီရပေါ့နောက်ဆိုတော့အငွေရင်းချင်းနဲ့ပတ်သက်ပြီးတော့ဟိုဘီယံမရာတုံးဆွဲတာမျိုးမဟုတ်ဘဲနဲ့အတိုင်းတာတစ်ခုလောက်အထိအဲ့လိုမျိုးကိုအတွက်တုံးဆွဲတာကလည်းပဲဒါက ကိုယ့်ရဲ့ဟိုဝေပူရှာနိုင်ဖို့ကိုယ့်ရဲ့ life ကိုပို့ပြီးတော့ကောင်းမွန်ဖို့အတွက်ကိုလည်းအထောက်အပံ့တစ်ခုဖြစ်တယ်တဲ့အရင်တုန်းကလိုမျိုးမျိုးတို့ဟိုမတုံးရက်မစွဲရက်ကိုယ့်ရဲ့အကောင့်ထဲကပတ်စံလေးထွက်သွားမှဆိုးလို့အဲ့လိုမျိုးလောက်တာထက်စားလို့ရှိရင်တုံးတဲ့သူတွေကပူရှာတတ်တယ်ဆိုတော့ဝေကို ုံးလက်စားရှိတဲ့သူတွေကရှော့ပြီးမတုံးနိုင်တဲ့အတွက်ရှာတတ်တယ်ဒါပေမဲ့မှန်မှန်ကန်ကန်နီးလန်းနဲ့ဟိုကောင်းကောင်းမွန်မွန်ပေါ့နော်ဒီမှာအာဇီဝါနဲ့ရှာဖို့တော့အရေးကြီးတာပေါ့နော်ဆိုတော့ငွေနဲ့ပတ်သက်တဲ့အဲ့လိုခုတ်လေးရှိရတဲ့အထက်မှာပြင်သဘောကျရှိအဲ့ဒါကြတော့ဒီငွေကို spend wisely ပေါ့နော်ညံညံရှိစွာနဲ့တုံးဆွဲပါပေါ့နော်ညံနဲ့ရှင်ပြီးတုံးရမယ်ဘယ်ရန်မလာမတုံးရတုံးတော့မယ်ဆိုလို့ရှိရင် တုံးတင်လားမတုံးတင်ဘူးလားဒါတကယ်တုံးလဲလို့ငါအကျိုးဖြစ်ထွန်းမှုရှိမှာလားဒါမှမဟုတ်လို့ရှိရင်ဘာမှမရအောင်ဆိုတော့ငါစိတ်ပျော်ရွှင်မှုရရဲ့လားအဲ့လိုမျိုးအရာတစ်ခုနဲ့ငွေကိုတုံးရမယ်တဲ့နောက်တစ်ခုကကြတော့ safe regularly ပေါ့နော်ပုံမှန်များသည့်ဖြစ်စေနည်းသည့်ဖြစ်စေကိုယ့်ရဲ့ပုံမှန်ငွေကြီး amount တစ်ခုကတော့ကိုယ်မှာ safe money ရှိကိုရှိရမယ်လုံးဝမရှိဘူးဆိုတာမဖြစ်သင့်ဘူးပေါ့နော်ဆိုတော့ ဟိုအရန်ချမ်းသာတဲ့သူတွေနဲ့ဒါမဲ့လူရန်စားနဲ့ safe man ကြီးရောကွာချင်မှကွာဟိုတူချင်မှတူမယ်ကွာမှာပဲဒါပေမဲ့သူ့ရက်တည်နေတဲ့အနေအထားအလိုက်ကိုလူက safe man ကြီးရှိကိုရှိရမယ်ဆိုတော့အဲ့ဒါလေးလည်းဒါစဉ်းစားသိရနောက်တစ်ခုကကြာ inverse smartly ပေါ့နော်အာယင်းနှိမ့်နိုင်တဲ့ခါမှာ smart ကြကြပေါ့နော်အာယင်းနှိမ့်နိုင်မှုလောက်ပါဆိုတော့ဖြစ်ဖြစ်တော့အာ အဲသူများနိုင်ငံဒီမှာဆိုလို့ရှိရင်တော့အများကြီးပဲဒီ invest လုပ်တဲ့နည်းတွေရှိရပေါ့เนาะဒီမှာကျတော့ဟိုဟာတာဖြစ်ဆိုလို့ရှိရင်လူကြီးတွေလုပ်တဲ့ထဲမှာအမှန်ကန်ဆုံးနဲ့ smart အဖြစ်ဆုံးကတော့ရွှေတွေပါစုကြเนาะအဲရွှေစုတာမြေစုတာဘယ်တော့မှမကြဘူးဆိုတဲ့ပုံစံမျိုးပေါ့เนาะဆိုတော့ဒီလိုမျိုးလူကြီးအဲရှေ့မှာလူကြီးတွေကအဲ့လိုမျိုးအသိဉာဏ်ရှိရှိလုပ်ခဲ့ကြတယ်ဆိုလို့ရှိရင်သူ့ရဲ့ generation ကသူတို့ဖြတ်တန်းတဲ့ခါမှာနည်းနည်းလေးပို့ပြီးတက်တောင်းတက်တာရှိတယ်ပေါ့เนาะ ဆိုရှင်မှာအဲ့လိုမျိုးလူကြီးတွေအိမ်တော်ဦးစီးတွေကအဲ့လိုမျိုးမလုပ်ခဲ့ဘူးဆိုလို့ရှင် နောက်ကရုံးသွားတဲ့လူငယ်တွေကပို့ပြီးတော့ပင်ပန်းခက်ခဲကြရတယ်ပေါ့ဆိုတော့ဟိုကိုကတိတယ်ဆိုလို့ရှင်လဲဒါကိုကစတင်ပြီးတော့ကျင့်သုံးလိုက်ဖို့ပေါ့နော်ဆိုတော့ဟိုမျိုးတော့အဒီ ပြီးတော့ငွေကိုတုံးဆွဲတဲ့ခါမှာ management လုပ်တဲ့ခါမှာအသက်ရွယ်နဲ့လဲကွာသေးရပါတော့ပြီးတော့ငယ်တုန်းက20ကျော်တုန်းကငွေကိုတုံးတဲ့နီးစနစ်နဲ့အခုအသက်30ကျော်အချိန်မှာငွေကိုတုံးဆွဲတဲ့နီးစနစ်ကလုံးဝမတူတော့ဘူးဟောကိုယ့်ရဲ့ဝင်ငွေကိုလည်းကိုပိုတိလာတယ်ကိုဘယ်နေရာမှာတုံးရမလဲမတုံးပါဘူးဆိုတော့လဲပိုတိလာတယ်ပြီးတော့ထူးခြားတဲ့ကူကဘာလဲဆိုတော့အော်ရင်းရှိတုံးလို့ရပစ္စည်းပဲရွေးတော့တာ quality ကိုကောင်းပြီးရောအာ ကြကြဘလို့တုံးလို့ရမလဲဆိုတဲ့ဟာမျိုးကိုပဲရွေးချယ်တော့တာပေါ့နော်အဲ့ဒါအဲ့ဒါမျိုးရောမဇူလာတိုမက်ဆင်တို့လည်းအဲ့လိုပဲလှုပ်ဖြစ်မဲ့ထင်တယ်နော်အဲ့အတိုင်းမှာ กว่ากว่าตัวอ่ะเงินอ่ะส่วนดิสคาวน์ส่วนน่ะเนี่ยตั้นเปาะอ่ะเออเนเน่ตัดตาบีส่วนน่ะเนี่ยควอลิตี้ก็ไม่จีเว้ยเว้ยไปมั้ยอะคู่ตัดเหยมาดิสคาวน์ส่วนเนาะตะแกควอลิตี้สิ่มันเนี่ยปิสิမျိုးก็ไปอุซาไปเว้ยรอเลยဟုတ်တယ်။ဒါညံပူကောင်းလား။ညံပူကောင်းလား။စိတ်လိုမလိုက်ဖြစ်တော့ဘူး။ဟုတ်တယ်ဟုတ်တယ်။ဆက်စားခြင်းတော့ဆိုလို့ရှိရင်အဝတ်အစားဆိုလို့ရှိရင်လည်းလှတာတွင်ဝယ်လိုက်တယ်။ cosmetic skin care လှတာဟိုကိုသုံးချင်တာရှိဝယ်လိုက်တယ်။ဒါပေမဲ့နောက်ဘက်မှာမျိုးဝယ်တဲ့အခါကျလို့ရှိရင်ဒါက quality ပစ္စည်းဖြစ်ရလားအဝိဇ္ဇာဆိုလို့ရှိရင်လည်းတစ်ခါလေးတည်းဝတ်လိုက်တာမဟုတ်ဘဲနဲ့ဘယ်လိုနောက်ပိုင်းမှာ styling လုပ်ပြီးတော့ဘယ်ချိန်ပြန်ဝတ်ဝတ်ရနေတဲ့အမ brand ဆိုရင်လည်းဟိုလိုမျိုး brand MG ရဲ့ designer brand တွေဆိုတာထက်ပေါ့နော် quality ကောင်းပြီးတော့တကယ်ရေရှည်သုံးလို့ရတဲ့အဝိဇ္ဇာမျိုးအဲနောက်ပြီးတော့ပစ္စည်းတို့အဲ့ဒါလေးတို့မျိုးတို့ရွေးချယ်ပြီးတော့သုံးလာကြတယ်ဒါကလည်းမှန်ကန်ကောင်းမွန်တဲ့ management တစ်ခုဖြစ်ပါတယ်အော်ဒီငွေကြေးသုံးဆွဲတဲ့အခါမှာပေါ့နော်နောက်တစ်ခါငွေကြေးသုံးဆွဲတဲ့အခါမှာ rules တွေရှိတယ်တဲ့ rules တွေကဘာလဲဆိုတော့ အော်ဒီ50 30 20 rules ပေါ့နော်အဲ့မှာဒီ50ဆိုလို့ရှင်ပြတာဘာလဲဆိုတော့ကိုယ့်ရဲ့ income တွေကနေကိုယ့်ရဲ့ဝင်ငွေတွေကနေ needs ပေါ့လိုအပ်ချက်ပေါ့နော်အဲ့အတွက်ကိုသုံးရမယ်ဆိုတော့ကိုယ့်ရဲ့နေ့စဉ်လိုအပ်ချက်မှာဆိုအစားအသောက်ရှိရဲအာဒီနေ့စဉ်ဈေးဘူးရှိရဲကိုသုံးဆွဲနေရတဲ့အရာ building ရှိရဲဒါတွေအတွက်မျိုးသုံးဆွဲကြရတယ်နောက်ကိုတကယ်လိုချင်တဲ့ wants အဲ့ wants အတွက်ကိုမျိုးက 30%တောင်းလို့ရတယ်အကောင့်တွေကလေပြောစရာလေအဲ့ဒါနည်းနည်း once ကနည်းနည်းများအားပါလဲဆိုတော့အဲ့ထက်မှာပါဆိုပြီးတော့ vacation trip တော့အဲ့လိုမျိုးပေါ့နော်ခီးသွားခြင်းနဲ့လူကျင်တာတွေ extra charges extra ဖြစ်တဲ့အရာတွေပေါ့နော်နေ့စဉ် daily life မှာလိုနေရမျိုးမဟုတ်ပဲね extra ဖြစ်တဲ့ဟာမျိုးလူကျင်တယ်အဲ့ဒါကိုရှင်တော့ once ပေါ့နော် once ကို30ရာခိုင်နှုန်း income နဲ့ကတောင်းလို့ရတယ်ဒီခါလေးကြောင့်ရှင်ကို once ကိုအများကြီးပို့တောင်းမိပြီလားဆိုတဲ့ဟာကိုလေကိုယ့်ရဲ့ income နဲ့တစ်လဆိုင် income နဲ့ချိန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒီလဆိုလို့ရှင် once ကလည်း ်များသွားတယ်ရွတ်တာများသွားတယ်လည်းခံနေရတော့လေးစရာပါကိုယ့်ကိုပြန်စင်စင်ရမယ်ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့20% income ရ20%မှပြောတာ goals ပေါ့နော်ကိုယ့်ရဲ့အနာဂတ်ပန်းတိုင်အတွက်သုံးလို့ရတယ်ကို savings လုပ်မလားနောက်မလို့ရှိရင်ကိုယ့်ရဲ့တခြားဟိုအဲ bank loan နဲ့အိမ်တွေဝယ်ထားတာမျိုးခြံတွေဝယ်ထားတာမျိုးတနေရာရာမှာရင်းနှီးမြှုပ်နှံလိုက်တာမျိုးဆိုအဲ့လိုမျိုး rules လေးတွေနဲ့စနစ်တကျသုံးလို့ရှိရင်လေတဲ့ကိုယ့်ရဲ့ အော်စိရင်မရှိအင်းမရှိ၃နေရာထက်စားလို့ရှိရင်ကိုယ့် financial management ကပို့ပြီးတော့ကောင်းလာတယ်။အာငွေကြေး၃၀တဲ့ခါမှာအမခံချက်တကူရှိလာတယ်ဆိုပြီးတော့သတ်မှတ်ကြပါတယ်တဲ့။ဟုတ်ကဲ့။ရည်ကြီးပါဗောတဲ့နော်။ဘာလို့ဆိုတော့သူရအဲ့ရ노ရပတ်စံတဲ့ no ဟုတ်တယ်။ဘာလို့ဆိုတော့ငွေကြေးကအရာအလုံးမဖန်တီးနိုင်ဘူးဆိုပေမဲ့တော်တော်များများနေရာတကာမှာ ငွေကြီးကအရေးပါတယ်အဲ့တော့ရှာတော့ရှာတယ်ပြီးွားရင်ဘာမှမကြံဘူးဆိုတာမျိုးမဖြစ်တင်ဘူးလားဟုတ်တယ်ဟုတ်တယ်ရှာနေတယ်ရှာတဲ့ဟာကိုပဲဒီနေ့ပဲပြန်သုံးလိုက်တယ်ဆိုတာအထက်ကိုလေအဲ့လိုဟိုလူကြီးကပြောတဲ့စကားရှိရယ်ပတ်စံခိုင်းတာမခံနဲ့တဲ့ပတ်စံကိုပြန်ခိုင်းတာမျိုးမခံနဲ့ကိုကပတ်စံကိုပြန်ပြီးတော့စနစ်တကျဘယ်လိုမလို့ပြန်ခွဲဝယ်ခုနဖြုံးမိပြောသလိုပေါ့အဲ့ဒီ roof နဲ့ကိုကပြန်ပြီးတော့သူ့ပြန်ခိုင်းရမှာပြန်ပြီးတော့ season ပြန်ပေးရမှာပေါ့နော်အဲ့ဒါတကယ်ပဲဟုတ်ပါတယ် ကိုကိုတိုင်းလဲဆင်ကြရမှာဖြစ်တယ်လို့ဒါပရိသတ်တွေကိုထက်သိရသူတွေလည်းအများကြီးရှိမှာပေါ့အဲနည်းနည်းသုံးမိနေရဆိုလို့ရှင်လည်းမြို့တာ remind လေးပြန်လုပ်တယ်လို့တတိထားတတိပေးပေးရပါတော့เนาะဟုတ်သလုံးကပြန်သုံးသက်တဲ့လောက်တော့အရင်ထက်ဆန်တော့တော်တော်လိမ်မာလာတော်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 လိမ်မာတာဟုတ်တယ်လို့အဲ့ဒါဟုတ်တယ် delivery သမားတွေလည်းအိမ်မှာအေးအေးလိုမျိုးစစ်စစ်ကားကားမရှိဘူးမရှိဘူးအရင်တော့ဆိုတော့ င်းပါပဲခွာတိုင်းတိုင်းတော့ဆိုလို့ရှိရင်ရုံအောင်မှာလာပို့တာတရားဝင်တရားထွက်လေးဟုတ်တယ်ဟုတ်တယ်ပဲเนาะအဲ့တော့အဲ့လိမ်မာဖို့ပေါ့နော်ပြန်ပြီးတော့ reminder လေးနဲ့ဟုတ်တယ်အကြောင်းအရာကောင်းလေးဆွေးနွေးပြီးတော့ညီမလေးကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ